်မင်္ဂလာပါမျိုးတို့ရေကျွန်မမဖူးတူမာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်ဂျလာ25ရက်နေ့ဖြစ်ပါတယ်အာဒီနေ့ကျွန်မကဘာပူအကြောင်းကိုဝေဖန်တော့တက်မယ်တဲ့ဟိုလိုတော့ကြီးမရောလားအလိုမရှိဆိုတဲ့စာတန်းပါဗနိုင်းနေချိဆွဲပြီးစာနာပြတဲ့လူတွေဖန်ဆီးခံရပါတယ်ထပ်ပြီးပြောပါမယ်ဒီအလိုတော်ကြီးမင်းအောင်လာအလိုမရှိဆိုတဲ့ဆန္ဒပြတဲ့အဖွဲ့ဖမ်းခံလိုက်ရပါတယ်။ဘသူကဖမ်းတာလဲဆိုတော့ကိုကန့်တဘုံ MND ကဖမ်းတာပါ။အာပြီးခဲ့တဲ့ 20ရက်နေ့ကလာရှိုးမှာမြမရေကိုဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်နိုင်ငံကိုဆန့်ကျင်ပါတယ်တရုတ်အစိုးရကိုဆန့်ကျင်ပါတယ်တရုတ်လူတော်ကြီးမင်းအောင်လာလို့မရှိဆိုပြီးတော့အဲ့ဒီစာတန်းတွေကိုမြို့နှံမှာလိုက်လံပြီးတော့ချိတ်ကပ်ပြီးဆန္ဒပြတဲ့အဖွဲ့ကို23ရက်နေ့မှာ MLD ကိုကဲဖွဲ့ကဖမ်းဆီးပြီးတော့เนาะအဲ့ဒီဆန္ဒပြတဲ့ရှေ့အောင်ရှေ့အောင်လုံးဒီနိုင်ကျင်းနေဖြစ်တယ်နိုင်ကျင်းဆိုတာဒီလက်ရှိနာဆခိုင်အဆောင်ဆိုရကိုတော်လန်ပုံကန်ပြီးတော့ ကပ်ဘွက်ဆန္ဒပြမှုတွေကြောင့်ဖမ်းဆီးခံရပြီးပြန်လည်လွတ်လာတဲ့နိုင်ငံတွေဖြစ်တဲ့အဲ့ဒီလူတွေအကုန်လုံးကိုကိုကန့်တဘုံ MND ကဖမ်းဆီးလိုက်ပါတယ်။ဒီအကြောင်းအရာက20ရက်နေ့ကစပြီး23ရက်နေ့မှာဖမ်းခံရတာဒီနေ့ဆို25ရက်နေ့ဖြစ်ပြီ။ဒါပေမဲ့ဒီအကြောင်းအရာကိုနော်အာ BOA တို့ RFA တို့ကတော့သူတို့ဘဝစသိမ်းသွားပြီမြန်မာပြည်သူလူတို့ကိုတစ်ချိန်လုံးတစ်လျှောက်လုံးတရင်အမားတွေနဲ့အစိတ်ခတ်ပြီးတော့မြန်မာပြည်သူချင်းချင်းတက်ရှုံတွေးခွဲရန်တိုက်ပေးခဲ့တဲ့အာကုတူကန်ကြောင့် သူတို့ရက်နာသွားရပြီဒါပေမဲ့ကြာရှိနေတဲ့နော် BBC TVB မြန်မာနာမင်းစီမှာခက်တဲ့အေးရော်ဒီစတဲ့ပြည့်ဖက်မိတိုင်းအကုန်လုံးနှုတ်ပိတ်နေကြတယ်တရုတ်ကိုထိဓာတ်ကြီးဆိုပြီးတော့သူတို့အဖေခေါ်နေတဲ့ကိုကံကတရုတ်ထိဓာတ်ကြီးဆိုပြီးတရုတ်နိုင်ငံအစိုးရလိုမရှိတရုတ်ကိုကန့်ကွက်ဆန္ဒပြပါတယ်ဆိုပြီးတရုတ်လိုလိုကြီးမရောက်လာအလိုမရှိဆိုပြီးတော့ဆန္ဒပြတဲ့လူတွေကိုကိုကံကဖမ်းလိုက်ပါတယ် ဒါကြောင့်မို့လို့အမှန်တကယ်တရုတ်ဘောကိုမပြီးတရုတ်ကိုထိဓာတ်ကိုကြည့်တရုတ်အားကိုတရားအထုတ်နေတဲ့ဘုံကျုံညွန့်ညစ်တဲ့ဒီတရုတ်အားကိုမအီလို့အဖက်ဒီလက်ရှိမှာကိုကန့် MDA ကိုအဖေခေါ်နေတဲ့ PDF နဲ့အဲ့ဒီ PDF ကိုအဖေခေါ်နေတဲ့ညီပေါ်ညီပိတ်တွေဒါဖြစ်ပါတယ်ဒီအကြောင်းအရာကိုဒီနေ့ဒီချိန်ကြီးပြည်ဖက်မီဒီယာရဲ့အကုန်လုံးကဖုံးကွယ်ထားကြတယ်နှုတ်ပိတ်နေကြတယ်ဒီအကြောင်းအရာကိုညွန့်ညစ်တယ်မပြောရတဲ့အတွက်ညွှန့်ချစ်တယ်ကျွန်မကပြောပါတယ်နောက်ချက်ကတော့လက်စင်မီပြဿနာ ။တက်စီမင်းကလင်းနာကြီးပေးပြီး၈နာရီပြတ်တယ်ဆိုတော့ဒီလောက်ပူအိုက်နေတဲ့ရာသီဥတုအောင်မှာမီးပြတ်တော့ကျမတို့လူထုမှာပိုကိုကြီးရောအဆင်ရဒုက္ခရောက်ပါတယ်။ဒီမှာပြီးခဲ့တဲ့2023လုံးကလက်ရှိနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မူကြီးမရောက်လိုက်။အကမှာအသီးသီးသူတို့မှာတို့မှာအသီးသီးသူဗိုလ်ချုပ်မူကြီးမရောက်နိုင်ပြောခဲ့တာက 2023အစိုးရဖွဲ့စည်းဝေးမှာပြောခဲ့တာသူပါပြောလဲဆိုရင်လာမယ့်နှစ်လာမယ့်2025ခုနှစ်ရောက်လို့ရှိရင်တဲ့မြန်မာတိုင်းနိုင်ငံလုံးမှာလိုအပ်တဲ့လက်ရှိပမာဏတနိုင်ငံလုံးကိုတနိုင်ငံလုံးကိုမီးပေးနိုင်အောင်အတက်နိုင်ဆုံးစ조사ဆောင်ရွက်သွားမယ်တဲ့တနိုင်ငံလုံးကိုမီးပေးနိုင်အောင်조사မယ်တဲ့သူ2023အစိုးရဖွဲ့အစည်းအဝေးမှာပြောခဲ့တယ် အစိုးရဖွဲ့အစည်းအဝေးမှာအစိုးရခေါင်းဆောင်အစိုးရရဲ့ဥက္ကဋ္ဌကပြောခဲ့တာဆိုတော့ကျမတို့ကတက်မလို့ချက်တယ်လူဆိုတော့တက်မလို့ကနေပေါက်ခွာလာတယ်လက်ရှိနာဆာကအင်ဆောင်ဆိုးရကိုထောက်ခံတဲ့လူတွေဆိုတော့ဟာငါတို့အပါတို့အပါအဲလေအကမဟာတိတုဓမ္မဆိုပြီးကျမတို့ကအားပေးထောက်ခံပြီးတော့ညော်တလေးလေးနဲ့စောင့်စားခဲ့ရတာပေါ့နော်တကယ်တည်းအခုနောက်25လက်တွေ့ရောက်တဲ့ခါကျတော့ဒီလောက်ပူအိုက်နေတဲ့လူရသည်မှာမိက၄နိုင်ပဲပြီးပြီး၈နိုင်ပြတ်တယ်ဆိုတော့တော်တော်ကြီးကိုခွာကြတာပေါ့နော်ဆိုတော့ကြီးညိုပါရဲ့ပူဇော်ပါရဲ့ပါတာပါရဲ့မှားတာရှိရင်လည်းပဲ တောင်းမှန်ပါလေပြက်စီမီလေးတော့မှန်အောင်လုပ်ပေးပါပူအိုက်တရာကြီးဥတုမှာလူထုကနေရတာဘလို့မှအဆင်မပြေဘူးဖြစ်ပါတယ်ဆိုတော့မီးလိုချင်ရင်မီးရောက်အောင်ထုတ်ရမယ်ကျမတို့ကမီးလိုချင်တဲ့အတွက်လျှက်စစ်ကိုရအောင်ထုတ်ရမယ်လျှက်စစ်ရနိုင်တဲ့အရင်းကလေးမျိုးရှိတယ်ရေအားလျှက်စစ်လေအားလျှက်စစ်ကြောက်မီတွေနဲ့နျူကလီးယားကြောက်မီတွေကမလုံလောက်ဘူးဒါဆိုရင်ကျမတို့ကနျူကလီးယားတို့မဟုတ်ရေအားလျှက်စစ်ကိုရအောင်ထုတ်ရမယ် ဂျီအားလင်းစစ်ထုတ်ဖို့အတွက်အမိဆုံစီမံကိန်းကိုဝိုင်းဝန်းကန့်ကွက်ကြတယ်။ဒါဆောင်မလို့မိဆုံမှာမဆောက်ခဲ့နဲ့အမိခနဲ့မိခပေါ်မှာရေကာတာ6ခုတိဆောက်ပြီးတော့ရက်စစ်တနိုင်ကလုံးမှာလိုအပ်တဲ့လက်စစ်ပမာဏကိုဖြည့်သွင်းနိုင်တယ်လို့တကယ်လို့များအဲ့ဒီဂျီအားလင်းစစ်ကိုကိုလည်းကန့်ကွက်မယ်ဆိုလို့ရှိရင်တော့နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းစွာအသုံးချပြီးကျွန်တော်တို့လှည့်စင်မိရအောင်ထုတ်ဖို့လိုပါတယ်။မီးလိုချင်ရတော့စီဘေးမှာဆန်ရတယ်၊တမိဘေးမှာတမက်ရတယ်၊လီးလိုချင်ရင်ပြက်စီရအောင်ထုတ်ရပါမယ်။နောက်ကျောင်းတော်တစ်ခုက6ကြိမ်မြောက်ဘင်းစတက်စီပဲ။ ထိုင်နိုင်ငံကအင်ရှင်ပြည့်ကျင်းပမဲ့၆ကြိမ်မြောက်ဘင်းစတက်ထိပ်သည့်အစည်းအဝေးကိုလက်ရှိကျွန်တော်နာဆာကအုပ်ကထားနိုင်ငံတော်ဝန်ကြီးချုပ်ကနိုင်ငံကိုစားပြုနေတဲ့တက်ရောက်မယ်။ဆိုတော့ကထိုင်နိုင်ငံရဲ့လက်ရှိဝန်ကြီးချုပ်ကနာဆာကအစိုးရကျင်းပမဲ့ရွေးကောက်ပွဲကိုသူတို့ကကူညီပေးမယ်လို့နံပါတ်၁နာဆာကအစိုးရကျင်းပမယ့်ရွေးကောက်ပွဲကိုလည်းကူညီပေးမယ်။နာဆာကအစိုးရဥက္ကဋ္ဌကိုလည်းပဲမြန်မာနိုင်ငံရဲ့အကိုစားပြုထိပ်သီးခေါင်းဆောင်တယောက်နေနဲ့ဘင်းစတက်အစည်းအဝေးကိုဖိတ်ခေါ်တာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံမှာနေပြီးတော့နော်လက်ရှိမှာပြည်ပြေးဝရမ်းပြေး နိုင်ငံတကာမှာဒုက္ခသည်ပြခံယူထားတဲ့ဒုက္ခသည်ဆိုရအန်လူဂျီတီထိုင်းနိုင်ငံမှာအများဆုံးရှိကြတယ်။ဆိုတော့တို့ခိုလုံနေတဲ့ထိုင်းနိုင်ငံကမြန်မာနိုင်ငံရဲ့နာဆာကဆိုရကျင်းပရဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုပြီးလက်ခံပေးမယ်။အဲ့ဒီထိုင်းနိုင်ငံမှာနေတဲ့ဘုံကျုံမျိုးညစ်တွေ online အားချောင်းပြီး online တိုက်ပွဲကနေပြီးမြောက်ပေးနေကြတဲ့ဘုံကျုံမျိုးညစ်အဖွဲ့ကရွေးကောက်ပွဲကိုစိုက်ကျဉ်ကပ်ွက်ကြတယ်။ ထိုင်းနိုင်ငံကမြန်မာနိုင်ငံရဲ့အစိုးရတရားဝင်အစိုးရအဖြစ်လက်ရှိနာဆာကအစိုးရဥက္ကဋ္ဌကိုနိုင်ငံကိုစားပြု best တဲ့ထိပ်သီးစီမံမှာဖိတ်မယ်။ဒါကြောင့်မို့လို့ထိုင်းနိုင်ငံမှာရှိတဲ့ NUG နဲ့ NUG ရဲ့ဘောကိုမအနေနဲ့ဘုံချုံမျိုးညစ်တီးကြီးခွေးဘွားကိုရောက်သွားပြီဖြစ်ပါတယ်။တဆက်ထဲမှာပဲပြည်ပြည်ဒုက္ခသည်ဆိုရအန်ဂျီရဲ့ကာကွယ်ရေးဝန်ကြီးချုပ်ကပြောလဲဆိုတော့တနိုင်ငံလုံးတိုင်းတာနဲ့စီးရီလှုပ်ရှားနိုင်စွမ်းရှိနေပါပြီလို့မီဒီယာအင်တာဗျူးမှာဖြေထားတယ် ပထမဆုံးပြောတာကတော်လန်ยีကိုနှစ်နှစ်နဲ့ပြီးတိုင်မယ်တော်လန်ยีကို2023ကိုအခုမခံဘူးလို့ပြောတယ်ဘသူကပြောလာလဲဆိုတော့ NUG ရဲ့ဝင်ကြီးချုပ်မန်ဝဲခိုင်တန်းကပြောတာအဲ့ဒီလိုနဲ့2023ရောက်လာတဲ့ခါကျတော့နောက်ဆုံးတိုက်ပွဲ2022ကနောက်ဆုံးတိုက်ပွဲတော်လန်ยีကို2023အခုမခံဘူးအနုရှိဝင်ကြီးတော်မန်ဝဲခိုင်လည်းပြောရဲ2020ကနေ2023ရောက်တဲ့အခါကျတော့စခနီကုံ23ကိုသူတို့ဘုံကျော်မြို့ညစ်နီးပေါ်နီးပိတ်တွေကိုမြောက်ပေးတယ် 2023ကနေ2024ရောက်တဲ့ခါကျတော့စခထွက်ပြီး24ဆိုပြီးထပ်မြောက်ပြီအခုကြတော့တကယ်တမ်းလောလောဆယ်ပြေးနေရတာကအဲ့ဒီဘုံကျိုးမျိုးညစ်တွေပြေးနေရပြီးတော့2025ရောက်တဲ့ခါကျတော့တနိုင်ငံလုံးတိုင်းတာနဲ့စည်ရေးလှုပ်ရှားနိုင်စွမ်းရှိပြီဆိုတော့ဂျီမွန်အနေနဲ့ချီးစားပြီးပြောတယ်ဆိုရင်တော့အော်သူခင်ဗျာချီးစားပြီးပြောတာပဲလို့ဆိုပြီးအာနာပါနာနဲ့ခြုံပေးရမှာပေါ့ 2020နှစ်ကနောက်ဆုံးတိုက်ပွဲပြောတယ်2023စာခိုင်နီကုံ23ပြောတယ်2024စာခထွက်ပြေး2024ပြောတယ်အခု2025ကရောက်တော့မှတနိုင်ငံလုံးမှာစည်ရေးတိုင်းတာစင်နေနိုင်ဖို့ရှိပြီဆိုတော့ခါခင်ဗျားတို့ကိုယ်တိုင်ကထမင်းစားပြီးကြည်ကြတယ်ဆိုရင်တော့ချိန်ချိန်လုံးကြပေါ့ခါနော်နောက်ထပ်အကြောင်းအရာတစ်ခုကကျွန်တော်တို့နာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြီးခဲ့တဲ့2024အာကိုလာပိုင်းတုန်းကအရှမ်းပြည်နယ်တောင်ကြီးကိုသွားရဲခင်းစင်မှာပြောခဲ့တယ် တက်မီသားစုဝင်တွေနဲ့တွေ့ဆုံတဲ့ရှမ်းပြည်တော်ရင်ခီးစံမှာပြောခဲ့တယ်။တက်မရအနေနဲ့ဆိုးရှုံးထားတဲ့နေမျိုးတွေကိုပြန်လည်ရယူဖို့အတွက်ထိုးစစ်ဆင်ပြီးတော့ပြန်လည်ထိုးစစ်ဆင်ပြီးတော့နေမျိုးတွေကိုတိုက်ခိုက်သိမ်းပိုက်သွားပါမယ်ဆိုပြီးတော့တက်မီသားစုဝင်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာနာသာကဥက္ကဋ္ဌလက်ရှိကျွန်တော်တို့နိုင်ငံအကြီးအကဲပြောခဲ့တာရှိတယ်။ဆိုတော့2024ကိုလာပေးမှသူပြောခဲ့တာအခု2025အသုံးလာပိုင်းရောက်ပြီ။ဘယ်နေမျိုးတွေကိုဘယ်လိုများပြန်တိုက်ခိုက်သိမ်းပိုက်နိုင်လဲကျွန်မနဲ့အတူစမ်းစစ်ကြည့်မယ်။ အခုလောလောဆယ် KNU ဌာနချုပ်ဖြစ်တဲ့မာနယ်ဘလော့ကိုတက်မတော်ကနေပြီးတော့ဘုံမိုးရွာပေးလိုက်တယ်။မာနယ်ဘလော့ကို2024ရေနှစ်ကုန်ပိုင်းမှာသူတို့တိုက်လိုက်တယ်။အဲ့ဒီတိုက်တဲ့အချိန်တည်းကဒီနေ့ဒီချိန်ကြီးတက်မတော်ကနေမာနယ်ဘလော့ကိုတိုက်ခိုက်တယ်ဆိုတာမရှိခဲ့ဘူး။အခုမှ၄ချောင်းစစ်စင်တယ်ဆိုတော့ မပါရင်ခြံတော်မရိုက်ဘူးဆိုတဲ့သဘောကိုတက်ရောက်တယ်။ပြည်ဖြတ်မိတာတွေမှာကြတော့စစ်တပ်ကတိုက်ပွဲမရှိတဲ့နယ် KNU ဌာနချုပ်ဟောင်းမာနယ်ဘလော့ကိုလေရင်နဲ့ဘုံကျဲရယ်ဆိုပြီးငိုကြွေးနေကြတယ်။ဆိုတော့ကလက်ရှိမှာ KNU ဌာနချုပ်ဟောင်းမာနယ်ဘလော့ကိုတပ်မတော်ကလေတောင်းကနေပြန်လဲတိုက်ခိုက်တယ်။ကျေးရမှာဆိုလို့ရှိရင်ဖားပုံခရိုင်ထဲမှာရှိတဲ့ KNU ဌာနချုပ်ကိုတက်မတော်ကလေတောင်းကဆစ်စင်နေ KNU ရဲ့စစ်အုပ်စုချုပ်ရှိတဲ့စောကြော်နေရဲ့နေအိမ်ကိုတက်မတော်ကတရုံနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာရှိတယ် ဆောကကရန်ရှူရဲ့ကရင်နေတာလဘောဟင်းဖြစ်နေပြီးတော့ကရင်ပြည်နယ်ထဲမှာတက်မတော်ကစီအီရအသာစီယူထားနိုင်တယ်လို့ကျမတို့ကအကြမ်းပြသုံးသပ်ရတဖန်တနင်္လာရီဆိုလို့ရှိရင်လည်းကျမတို့ ठी ခီမောတောင်နေဆက်ကုံစည်လည်းလက်ရှိမှာ NASA ကအစိုးရကနေပြန်လည်ထိထုံနိုင်ပြီဖြစ်တယ်။သခိုင်းတိုင်းထဲမှာတော့ရောအလင်းတန်းအဖွဲ့တီလက်ရှိမှာရောမူကိုတန်းဖြစ်သွားပြီ။ကျမထပ်ပြောမယ် ရောအလင်းတန်းဗီဒီယိုအဖွဲကလက်ရှိမှာရောမီဟူတန်းဖြစ်သွားပြီ။ရေကြိုးတို့ရေလေကျုံးလို့ဆိုလို့ရှိရင်လည်းနှိမ့်စင်နဲ့မြားသူတို့တွေစစ်တပ်ကစစ်တောင်းထိုးနေလို့ထွက်ပြေးနေရပါတယ်ဆိုတော့ငိုကြွေးနေတဲ့အံကိုပဲကြားရလိမ့်မယ်။တက်ခါကန်ကောဘက်မှာဆိုလို့ရှိရင်လည်း CDN နဲ့ရက်တာပြည်သူတွေကြတော့ CDN ဆိုပြီးဆေးမကုပဲနဲ့ PDF ကိုဆေးကုနေတဲ့အကြံဖက်အဖွဲ့တွေရှိတာအကြံဖက်သမားတွေဆေးကုရအောင်တက်မတော်ကပြာလီစွာပေးလိုက်တယ်ပြီးဖြက်မိတာတွေမှာငိုကြွေးနေကြတယ်။ တဖန်ရခိုင်ဘက်ကအစီအချိန်တွေကိုကြည့်ရခါကြတော့ရခိုင်ကိုလာမယ့်နောက်26ခုနှစ်ကြာလို့ရှိရင်လည်းဘင်္ဂလားဒေ့ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ဘင်္ဂလီတွေကိုရခိုင်ကိုပြန်ပို့ပြီးတော့သူတို့ကိုဘေးကင်းလုံခြုံပြီးတော့သူတို့ဘင်္ဂလီကိုလူခွင့်ရေးဆန္ဒထောက်ထားရမယ်သူတို့ဘင်္ဂလီတွေကိုကာကွယ်ပေးရမယ်ဒါကြောင့်မို့လို့2026မှာဘင်္ဂလားဒေ့ကိုထွက်ပြေးနေတဲ့ဘင်္ဂလီတပ်သန်းကျော်ကိုအေအေကလက်ခံပေးရမယ်ဆိုပြီးတော့ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ကပြောခဲ့တယ် တက်ရှိမှာဗင်္ဂလားဒေ့ဝန်ကြီးချုပ်ယူနွတ်နဲ့ကမ္ဘာအကျွန်တော်တို့ကုလသမဂ္ဂထွေတွင်းမှုချုပ်ဗင်္ဂလားဒေ့မှာရှိတဲ့ဗင်္ဂလီဒုက္ခသည်စခန်းကိုတွားတဲ့အချိန်တုန်းကသူတို့အဲ့လိုပြောခဲ့တယ်။သူတို့ဗင်္ဂလားဒေ့ကိုရောက်နေတဲ့ဗင်္ဂလီတွေကိုရခိုင်ပြည်နယ်ကို2026မှာဗင်္ဂလီတတန်းကျော်ပြန်ပို့မယ်။သူတို့ပြန်ပို့တဲ့ဗင်္ဂလီတွေကိုလုံခြုံရေးပေးရမယ်။သူတို့ပြန်ပို့တဲ့ဗင်္ဂလီတွေကိုလူခရီးကိုတန်ဖိုးထားရမယ်။ AA ကဒီကိစ္စကိုဆောင်ရွက်ပေးရမယ်ဆိုပြီးတော့သူတို့ပြောခဲ့တာ10ရက်ကျော်ကြာခဲ့ပြီ။ဒီကိစ္စကို AA ကဘယ်လိုများတုံ့ပြန်မလဲ။ ကိုသူတို့ဒီထဲမှာရှိတဲ့ရခိုင်မျိုးတောင်မှတခြားသောအတိုင်းနယ်ပြည်နယ်အသီးသီးကိုထပ်ပြေးတန်းဆောင်နေရတဲ့ရခိုင်မျိုးတောင်မှဒီနေ့ဒီချိန်ဒီမိမိနေရကိုပြန်လာနိုင်အောင်မခေါ်နိုင်သေးပဲနဲ့ရှိနေတဲ့ရခိုင်မျိုးဆိုလို့ရှိရင်လည်းပဲเนาะလက်ရှိမှာဆိုရင်ရခိုင်ပြည်နယ်မှာတောက်ရည်တွေဘလို့ငတ်နေပါတယ်အလုတ်ကင်တွေဘလို့ရှားပါပြီထမင်းတွေဘလို့ငတ်နေပါတယ်ဆိုတဲ့တဲ့င်းကိုပြည်ပြမိသားတွေမှာကျမအမှတ်မမအောင်ဆိုရင်မိရဲ့ဇက်တိုက်သူ့ရေးသားပေါ်ပြကြတယ်လေးရဲ့ဇက်တိုက် ဝေဖန်လေးရဆက်တိုက်သူတို့ရေးသားဖော်ပြပြီးတော့ကျင်းညာနေပြီဆိုတဲ့ဟာဒီမှာဘလောက်တောင်ထမင်းနေနေပြီဘလောက်တောင်ရေးရေးပြက်ပြီးတော့ဘလောက်တောင်စေဝါပြက်လက်နေလဲဆိုတာကိုစဉ်းစားကြည့်လို့ရတယ်။တမဲအချိန်လေးဆိုရင်သတင်းတစ်ခုကိုတရက်ဖော်ပြရရင်ရတယ်။ဒါပေမဲ့အခု GBB လို့ပြည်ထောင်မီဒီယာမှာလေးရဆက်တိုက်ဖော်ပြတယ်ဆိုတဲ့ကရခိုင်မှာဘလောက်အတိဒုက္ခရောက်နေလဲဆိုတာတွေ့ရတယ်။ဒီကိစ္စပေါ်မှာအေအေကောတခြားသော ရခိုင်မှာရှိတဲ့တခြားလက်နက်ကိုင်အဖွဲ့ကြီးတခြားသောနိုင်ငံရေးပါတီတွေကတခုံးတပါတမှာမဟာပဲနဲ့ လှုပ်ပိတ်ပြီးအပတ်သွင်းနေကြတယ်။ပထမအစားပြောတာကရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်ကုလသမဂ္ဂရဲ့အကူအညီနဲ့စိတ်ဆုံးတခြားနားရောင်းတော့ကုလသမဂ္ဂရဲ့အကူအညီနဲ့ရခိုင်ပြည်နယ်မှာဘင်္ဂလီတွေအတွက်စိတ်ဆုံးဖန်တီးပေးရမယ်ဆိုပြီးသူတို့ပြောတယ်။စေတော်ဆိုတာကရခိုင်ပြည်နယ်မှာရှိတဲ့ဘူတီတောင်မောင်းတော်မေယုခရံကိုဘင်္ဂလီတွေကိုပေးလိုက်ရမယ်လို့ဆိုလိုခြင်းနဲ့တိတ်တယ် အခုတခါကြတော့လာမယ့်2026မှာဘင်္ဂလီတပန်းကျော်ရခိုင်ပြည်နယ်ကိုပြန်ပို့မယ်အေအေကလက်ခံပေးရမယ်ပြောတယ်။ဒီကိစ္စပေါ်မှာတခွန်းတပါရမှာမဟာပဲအပေါက်ပိတ်နေရဆိုရဲကအဲ့ဒီအေအေရဲ့လာရနဲ့အေအေရဲ့လာရဘာလဲဆိုတာခင်ဗျားတို့ကောင်းကောင်းစဉ်းစားတိတ်နေဖြေပေါ်ပါလိမ့်မယ်